ြန်မာပြည်ပြည်တွင်းစစ်ကိုကျွန်တော်လုံးဝမပြီးသေးခြင်းပါဘူး။ဒါ့အပြင်ငြိမ်သက်လာရင်တော့ကြီဖောက်ပြီးစစ်ပွဲတွေဖြန်းနေခြင်းပါတယ်။ဒီလိုမျိုးဖြစ်ချင်နေတဲ့လူတွေစုရှိနေတယ်ဆိုတော့ခင်ဗျားတို့သိလား။ဘာကြောင့်သူတို့ကဒီလိုမျိုးဖြစ်ချင်နေတာလဲဆိုတော့နိုင်ငံရေးစိတ်ပညာရှိတော်ကနေအမှန်တရားအတွက်သူဖြေရှားလိုက်ရအောင်။အဖြူဖြစ်ဖြစ်အမဲဖြစ်ဖြစ်အဓိကနိုင်ငံရေးပါတီတစ်ခုစလုံးရဲ့လူတွေကမြန်မာပြည်ရဲ့ပြည်တွင်းစစ်ကိုပိုပြီးကြောက်အောင် လုပ်နေကြပါတယ် ကြောင်းရင်းအရတော့ရိုးရှင်းပါတယ်စစ်ဆိုတော့ဝုံဝေရှာလို့အကောင်းဆုံးစီးပွားရေးတစ်ခုဖြစ်နေတော့ပါလိုင်းပေါ်မှာမီဒီယာတွေအတွက်စစ်တဲ့တင်းဆိုတော့ရောင်းဝါအကောင်းဆုံးပစ္စည်းဖြစ်တယ်လို့တွေးခွဲပြီးရေးတဲ့တင်းတိုင်းကသူတို့ရဲ့ view နဲ့ click rate ကိုတက်စေတဲ့တောင်းစာတွေဖြစ်ပါတယ်ဒါကြောင့်စစ်ပွဲတွေပိုကြလာတယ်သူတို့ရဲ့အမျက်ကများနေဖြစ်ပြီးနှစ်သီးသားမီဒီယာတွေကတော့ဒီထက်ပိုဆိုးပါတယ်စီးပွားရေးသမားတွေတော့ကတော့စစ်ဆိုတော့ဈေးတက်ကြကစားဖို့ F1 မိုးတုံးလို့ရတယ်လို့ပြပဖြတ်သိမ်းနေကြည်တယ်လက်လက်တွေကိုငွေပြည်လုပ်ခွင့်ပြနိုင်ပြီးနိုင်ငံတကာအကူအညီစည်းဝေးပြီးမဲ့ NGO လို့ဖွဲ့စည်းတွေကနေ၄၃ကျန်းတူတွေကိုစစ်ပွဲတွေဖြန့်ပြီးရောက် ြတ်ဆန်တော်လုပ်လို့ရပါတယ်ဒီလိုနဲ့စစ်ဆူရဲ့အရာထဲမှာအုံနောက်မပါတဲ့စတေးကန်ခိုင်းမဲ့တွေကြောင့်အထက်ညာတစ်ခုလုံးပြာကျခဲ့သလိုပြည်သူတွေအသက်ကတကယ်တည်းညတာမှုလုံးဝရှိမနေခဲ့ပါဘူးအဲ့ဒီအချိန်မှာသူတို့တွေကတော့အိမ်တွေဝယ်ကုန်တိုက်တွေစောင့်ရင်းနဲ့တခြားတစ်ဖက်ကလည်းအိမ်အိုကြီးတွေရာသမြတ်ကြည့်ရင်ဒီစစ်ကြီးကအခုထိဖြစ်နေသေးပါပဲဒါဆိုမင်းအနေနဲ့ရောစစ်ပွဲကိုမပြီးခြင်းနဲ့ဖွဲရလားမင်းခံစားနေရတာတွေကောမန့်မဝင်ပြတ်တော့ပါဘူးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်